သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့မေလ17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တိုက်ပွဲအတွင်းစစ်ကောင်စီလေကြောင်းမှချပေးတဲ့60မမဘုံးသီးများ KIA ထံရောက်ရှိတက်ဆေးရုံမှာဒဏ်ရာရလူနာများများ၍ကုသ၍မနိုင်ဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လနဲ့ချီကြမြင့်လာတဲ့ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲအတွင်းယခုရက်ပိုင်းအတွင်းမှာစစ်ကောင်စီတပ်များတိုက်စုံထိခိုက်မှုများပြားပြီးတက်ဆေးယုံမှာဒဏ်ရာရလူနာများပြည့်နှံ့နေကြောင်းသိရှိရပါတယ်။မြစ်ကြီးနားကဒင်300ခန့်တက်ဆေးယုံတာဆာရတင်မြင့်ဆောင်300တမာတော်ဆေးယုံမှာဗမော်တိုက်ပွဲမှာပြန်လည်တည်ဆောင်လာတဲ့အတွင်းလူနာများနဲ့ပြည့်နှံ့နေကြောင်းစစ်ရေးတရင်အရေးမြစ်ထံကနေသိရှိရပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တက်ဆေးယုံကမြစ်ကြီးနားလေစိတ်ပဲချတယ်။ဒီရက်ပိုင်းဗမော်တိုက်ပွဲအတွင်းကနေလူနာတွေပြန်တည်လာတယ်။ လူရင်အားလဲရဟယင်၃စင်းနဲ့ပို့တယ်တိုက်ပွဲအခြေအနေကအတော်ပြင်းထန်နေပါတယ်လို့ကချင်တရင်အရင်မြစ်ကပြောပါတယ်ဒူတိုင်းမူဘုံမှုချုပ်ရာဇာထွန်းကိုတိုင်းတက်စေးယုံကိုဆင်းလာကတိုက်ပွဲမှာဒဏ်ရာပြင်းထန်လာသူများကိုကြည့်ရှုစစ်ဆေးနေရပြီးဗမော်မျိုးသိမ့်တိုက်ပွဲဟာအနီးကပ်တိုက်ပွဲဖြစ်လာတဲ့အတွက်စစ်ကောင်စီကလေကြောင်းမှလက်နက်ရိက္ခာလူရင်အားကိုလေကြောင်းမှပို့ဆောင်နေရကြောင်းသိရှိရပါတယ်ယခုရပိုင်းတွင်စစ်ကောင်စီလေကြောင်းမှပို့ပေးတဲ့လက်နက်ခဲယမ်းများထဲမှ60မမဘုံးသီးများကို KNA ပူးပေါင်းတပ်ဖွဲ့တံရောက်ရှိသွားကြောင်းသိရှိရပါတယ်။ drop ချပေးတာတိုက်ပွဲကအရန်နီးကပ်ပြီးပြင်းထန်နေတာမို့ KNAC ကျသွားတယ်လို့သတင်းအရင်းမြစ်ကဆိုပါတယ်။လက်ရှိမှာဗမော်မှာရှိတဲ့စက္ကခ21နဲ့ခလာရ40ခွန်တို့မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးတက်စကန်20ကျော်ကိုတပြိုင်နက်ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့အနေအထားဖြစ်နေကြောင်းသတင်းအရင်းမြစ်ထံကနေသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရွှေကျင်မြို့နယ်ခမရ998တရင်ဌာနချုပ်ကိုတင်ပိုက်မှုစစ်သားအလောင်း30ခုတွေ့ရပြီးစစ်တုံးမှန်6ဦးနဲ့မိသားစုဝင်9ဦးဖမ်းပြီးလက်နက်မျိုးစုံ83ခုကျန်းမာဆက်3လုံးနဲ့ခေရန်များရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းရွှေကျင်မြို့နယ်ခမာယ998တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်သားအလောင်း30တွေ့ရှိရပြီးစစ်တုံးမှန်6ဦးနဲ့မိသားစုဝင်9ဦးဖမ်းဆီးရမိကလက်နက်မျိုးစုံ83လုံးနဲ့ဂျမ်မာဆက်3လုံးခဲယမ်းများရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မေလ10ရက်နေ့ပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချေထောက်ကြီးရွာမှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမာယ998တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အဆိုပါတိုက်ပွဲမှာစစ်သားရုပ်အလောင်း30ဦးတွေ့ရပြီးစစ်တုံးမှန်6ဦးနဲ့မိသားစုဝင်9ဦးဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်းစစ်ကောင်စီတပ်ရင်းမှုအပါအဝင်အရာရှိများနဲ့တပ်သား90ဦးမှာစကန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။လက်နက်သိမ်းဆည်းရရှိမှုအနေနဲ့0.5စက်တနံ75နောက်ပွင်87မမ60မမလက်နက်ကြီးများအပါအဝင်လက်နက်မျိုးစုံ83လက်ဂျမ်းမာဆက်3လုံးနဲ့ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းအမှတ်၁စစ်စင်ရေးနေမြေနဲ့အမှတ်၂စစ်စင်ရေးနေမြေတို့ရဲ့အစီအစဉ်ကရင်အမျိုးသားအစည်းအရုံးတက်မဟာ၃ရဲ့ပူးပေါင်းပါဝင်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ SOF အထူးလှုပ်ရှားပြုဟာအမှတ်၁စစ်စင်ရေးနေမြေဗျူဟာ၂၀ခွန်မှငကက်ဖြူတက်ရင်တောင်ညိုတက်ရင်ခွန်ရှစ်၃ညာ၅တက်ခွန်ရှစ်၃ညာ၁တက်ရင်ဒေါနာတက်ရင် Southern Eagle တက်ရင် SOG တက်ရင်ရောင်နီ drone အထူးတက်ဖွဲ့ Cloud Wings drone အထူးတက်ဖွဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးအဖွဲ့များ မွန်ပကဖတိုက်ခိုက်ရေးအဖွဲ့များအမတ်နှစ်စစ်စင်ရေးနယ်မြေပြူဟာ20မှ3934တက်ရင်9131တက်ရင်ရန်ကုန်ပြူဟာစစ်ကြောင်းပဲခူးတိုင်းပကဖတိုက်ခိုက်ရေးအဖွဲ့များ LDF တပ်ဖွဲ့များဖြစ်ကြတဲ့ KRF UDF Rocket နဲ့ Drone တပ်ဖွဲ့များကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်တပ်မတော် PDF တိုင်းရင်တပ်ဖွဲ့များနဲ့အတူကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ3မှတိုက်ရင်9နဲ့ Drone အဖွဲ့များလက်တွဲပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပတ်စံတုံများထင်ပြီးငွေညှင့်ရန်တွားရမှအေးတာရမှစိတ်ကြွစေးပြသိန်း350ဖမ်းပြီးအဆောင်များဖမ်းဆီးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကြီးမြို့နယ်အေးတာရမြို့ရက်ကွက်၁၁အတွင်းနေအိမ်တအိမ်မှာပတ်စံတုံများတွေ့တယ်လို့သတင်းအရရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့စကမ်းမှုတို့ကငွေညှင့်ရန်တွားရမှပတ်စံတုံများမဟုတ်ဘဲစိတ်ကြွစေးပြတုံများဖြစ်နေတာကိုတွေ့ရှိရပြီးဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။ ်မေလ9ရက်ည17နာရီခန့်ကဖမ်းဆီးရမိခြင်းဖြစ်ပြီးရက်ကွက်အုပ်ချုပ်ရေးမှူးဦးချစ်စွေကရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်တအိမ်မှာပတ်စံတို့အများပြားတွေ့ရတယ်လို့သတင်းရရှိကြောင်းအဲ့ဒီသတင်းကိုစကမ်းမှုထံအသိပေးပြီးစကမ်းမှုနဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးတို့ငွေညှိရန်တွားရောက်ရမှဖမ်းဆီးရမိခြင်းဖြစ်ကြောင်းအုပ်ချုပ်ရေးပိုင်းနဲ့နှိစက်တဲ့သတင်းအရင်းမြစ်တဦးကမဲခေါင်ကိုပြောပါတယ်။တွားတော့ကငွေညှစ်ဖို့တွားတာမူးယစ်လည်းမပါဘူး။နောက်တော့မှစိတ်ကြွစေးပြားမှန်းသိပြီးမူးယစ်ကိုလှမ်းခေါ်တာခရိုင်မူးကိုလှမ်းခေါ်တွေလုပ်ပြီးဖမ်းလိုက်တာလို့၎င်းကပြောပါတယ် မြန်မာနိုင်ငံမူရစ်တပ်ဖွဲ့ကထုတ်ပြန်ထားတဲ့အထက်မှာဖမ်းဆီးခံရသူများမှာအင်အဆောက်များဖြစ်ကြောင်းပိုင်ရှင်ဖြစ်သူကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ CCDAC မြန်မာရဲ့ထုတ်ပြန်ချက်မှာမေလ9ရက်နေ့ည7:00နာရီခွဲအချိန်တောင်ကြီးမြို့နယ်အေးတာယာမြို့ရက်ကွက်7နေမြေ86မှာရှိတဲ့တန်ထွေးအောင်ခေါ်ခေါ်ကြီးရဲ့နေအိမ်မှာမူရစ်စေဝါများတိုးဝှက်ထားကြောင်း တာဝန်သိပြီးသူတို့ရဲ့တရင်ပေးကြရရရှာဖွေရမှ၎င်းနဲ့အတူမချောချောဦးခေါ်မဆုနဲ့အောင်းနိုင်ထွန်းဦးတို့၃ဦးကိုစာလာအိတ်195အိတ်နဲ့ထည့်လျက်ဒေတာကာလတန်ဖိုးငွေကျပ်18.5ဘီလီယံတန်ဖိုးရှိစိတ်ကြွယူသွဆေးပြားသိန်း350နဲ့အတူဖမ်းဆီးရမိခဲ့တဲ့အတွက်၎င်းတို့ကိုဥပဒေအရရေးယူထားရှိပြီးဂွင်းဆက်ပြစ်မှုကျွလွန်သူများကိုဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းဖော်ပြထားပါတယ် မူရစ်စေဝါထုတ်များကိုပတ်စံတုံများထင်းကငွေညစ်ရန်တွားရောက်ခဲ့သူအေးတာယာမျိုးရက်ွက်၁၁အုပ်ချုပ်ရေးမှုဦးကျစ်စွေမှာစစ်ကောင်စီတောက်တိုင်အဖြစ်ဆောင်ရွက်နေတဲ့အတွက်2021ခုနှစ်ဩဂတ်လ28ရက်နေ့မှာအေးတာယာ PDF မှကြီးစံပေးပို့ကတတိပေးခြင်းခံရသူဖြစ်ပြီးရင်းနောက်ရဲစခန်း၌ပင်အနေများကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းကြံမြို့ပေါ်မှာပြည်သူများကိုအနိုင်ကျင့်စစ်ဆေးငွေတောင်းနေတဲ့ရင်ထင်းရဲများကိုမိုင်းခွဲတိုက်ခိုက်မှုရဲတအုပ်အပြင်းအထန်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံမြို့ပေါ်မှာပြည်သူများကိုအနိုင်ကျင့်စစ်ဆေးငွေတောင်းနေတဲ့ရင်ထင်းရဲများကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရမှာရဲတအူအပြင်းထန်တန်ရန်ရရှိခဲ့ကြောင်းမြင်းကြံ Black Tiger MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကပြောကြပါတယ်။ယမန်နေ့မေလ၁၀ရက်နေ့နက်09:45မိနစ်အချိန်မှာမြင်းကြံမြို့ကာကြီကွင်းမြောက်ဘက်မှာပြည်သူများပေါ်အနိုင်ကျင့်စစ်ဆေးမှုများပြုလုပ်နေတဲ့ရင်ထင်းရဲများကိုမြင်းကြံ Black Tiger MBT တပ်ဖွဲ့မှရဲဘော်များကမိုင်းတလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာယင်ထင်းရဲတအုပ်အပြင်းထန်ဒဏ်ရာရရှိပြီး မြင်းကြံပြည်သူစေယုံကြီးမှကုတမှုခံနေရကြောင်းသိရှိရပါတယ်။တေလာမတေလာတော့ဆက်ပြီးတရင်ထောက်လို့မရဘူး။ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်လို့တော့သိရတယ်။မိုင်းကတလုံးနဲ့ရတယ်။မိုင်းစစ်စင်ကြီးလုတ်ဖို့ကသုံးခုပေါ့။စစ်သားတွေရှိတဲ့နေရာရောရဲရှိတဲ့နေရာရောမော်တော်ပီကယ်ရှိတဲ့နေရာရောစုစုပေါင်းသုံးခုလုတ်ဖို့ဒါပေမဲ့စစ်သားရှိတဲ့နေရာနဲ့ရဲရှိတဲ့နေရာမှာပြည်သူတွေကအကြကြီးရက်ပြီးစကားတွေပြောနေတာအဲ့ဒီအတွက်ကြောင့်မို့လို့မိုင်းခွဲလို့မရဘူးဖြစ်သွားတာခွဲလိုက်ရင်ပြည်သူထိမှကြောက်လို့ပေါ့ အဲ့ဒါကြောင့်မစ်ရှင်တစ်ခုကိုဖြတ်ပြီးတော့မော်တော်ပီကယ်ရှိတဲ့နေရာကိုပဲခွဲခဲ့လိုက်တာအဲ့ဒီမှာလဲမော်တော်ပီကယ်ကတယောက်တည်းရှိတဲ့နေရာဆိုတော့အဲ့ဒီတယောက်ကိုပဲခွဲလိုက်ရတာမိုင်းခွဲပြီးတော့15မိနစ်လောက်နေပြီးပြန်သွားကြတယ်လို့မြင်းကြံ Black Tiger MPT တပ်ဖွဲ့ခေါင်းဆောင်ပိုမိုက်ခဲကပြောကြပါတယ် မြင်းကြံ Black Tiger MPD တပ်ဖွဲ့အနေနဲ့မြင်းကြံမြို့အတွင်းစစ်ရေးမရှင်၃ခုတပြိုင်တည်းပေါ်ဆောင်ရန်စီစဉ်ခဲ့ပေမဲ့လည်းကြံစစ်ရေးမရှင်၂ခုမှာပြည်သူတချို့ကအချင်းကြာမြင့်စွာစစ်ကောင်စီတပ်သားများနဲ့စကားပြောဆိုမှုများလုပ်နေတဲ့အတွက်ကြောင့်အဲ့ဒီမရှင်ကိုဖျက်သိမ်းပြီးပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြို့တွင်းစစ်စင်ရေးလှုပ်တာကပြင်ပတိုက်ပွဲပေါ်ဆောင်တာနဲ့မတူဘူး။ပြင်ပမှာတိုက်ပွဲပေါ်ဆောင်တဲ့အခါမှာကျွန်တော်တို့နည်းနည်းလေးလွတ်လပ်တယ်။တိုက်ရတဲ့အနေအထားမှာပို့ပြီးတော့အဆင်ပြေတာပေါ့။ရန်သူကိုမျက်နှာချင်းဆိုင်ရှင်းတိုက်ရတာ။ ဒီမျိုးရင်းစစ်စင်ရေးလုပ်တဲ့အခါမှာတော့အချိန်မရွေးအသက်အန္တရာယ်စိုးရင်ရတယ်အဖမ်းခံရနိုင်တယ်အဲ့ဒီလိုအနေအထားအခက်အခဲတွေကြားတဲ့ကနေလုပ်ရတာဖြစ်တယ်မျိုးရင်းမစ်ရှင်တစ်ခုဖြစ်ဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့အချိန်အခါကောင်းမှလုပ်နိုင်အောင်ကြိုးစားခဲ့တယ်လုပ်ဖို့အတွက်လည်းအဆင်ပြေခဲ့တယ်ဒါပေမဲ့ပြည်သူတွေအနေနဲ့အခုလိုမျိုးစကားရက်ပြောတဲ့အခါမှာကျွန်တော်တို့ကစစ်ကောင်စီတေဖို့ထက်ပြည်သူမထိဖို့ဦးစားပေးတဲ့တက်ဖြစ်တဲ့အတွက်ကြောင့်မစ်ရှင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ် အဲ့ဒီအတွက်လည်းစိတ်မကောင်းဘူးအဲ့ဒါကြောင့်ပြည်သူတွေအနေနဲ့နောက်နောက်ဒီလိုတွေမလုပ်ဖို့မြေတားရက်ခန့်ကျင်းပါတယ်လို့မြင်းကြံ Black Tiger MPT တပ်ဖွဲ့ခေါင်းဆောင်ပိုမိုက်ခဲကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရုရှားနဲ့ရက်30အပြည့်ရက်ရန်တနင်္လာနေ့ကစပြီးယူကရိန်းအဆင့်တစ်ဖြစ်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနဲ့ရပောင်း30အပြည့်ခက်ရဆေးရေးအတွက်ယူကရိန်းအစိုးရဘက်ကတနင်္လာနေ့ကနေစပြီးအဆင့်တင်ဖြစ်နေပြီလို့ယူကရိန်းနိုင်ငံသားရေးဝန်ကြီးအန်ဒရီစီဘီဟာကမေလ10ရက်နေ့မှာပြောလိုက်ပါတယ်။ ယူကရိန်းကိုထောက်ခံတဲ့ဗြိတိန်နဲ့ပြင်သစ်တို့ဦးဆောင်တဲ့ညွန်ပေါင်းအဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးတဲ့နောက် CB ဟာကဆိုရှယ်မီဒီယာ X မှာကြေညာချက်ထုတ်ပြန်ခဲ့တာပါ။တာရှိကန်အပြစ်ခတ်ရက်စဲရေးဟာငင်းချမ်းရေးစိစက်ညှိနှိုင်းရေးစီလန့်ခင်းနိုင်တယ်လို့သူကဆက်ပြောပါတယ်။အဲ့ဒီအစောပိုင်းမှာယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကယူကရိန်းကို အလေအပတ်ရောက်နေတဲ့ပြင်သစ်သမ္မတအင်မန်နျူအယ်မက်ခွန်ဂျာမန်အဓိပတိဖရက်ဒရစ်မတ်စ်ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ် ရစ်တင်ဝင်ကြီးချုပ်ကီယာစတာမာတို့နဲ့ကီယက်မြို့တော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ခေါင်းဆောင်၅ဦးဟာငြိမ်းချမ်းရေးကြိုးပမ်းချက်တွေကိုအာရုံစိုက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ဖုန်းပြောရာမှာရလက်ကောင်းတွေရခဲ့တယ်လို့ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။အဲဒီနေ့မှာကျင်းပတဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာဥရောပခေါင်းဆောင်တွေကအပြည့်အခက်ရက်စဲရေးအဆိုပြုချက်ကိုရုရှားကလက်မခံရင်တန်ခတ်အရေးယူမယ်လို့ပြောခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ကြိုတင်တက်မှတ်ချက်မရှိတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ကမ်းလှမ်းချက်ကို ယူကရိန်းကမတုံ့ပြန်သေးဘူးလို့ရုရှားသမ္မတနန်းတော်ကရင်မလင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒမီထရီပက်စကော့ဖ်ကအဲ့ဒီနေ့မှာပြောပါတယ်။ရပ်ပေါင်း30အပြည့်ခက်ရစဲရေးအစိုးပြုချက်ကိုရုရှားကထည့်သွင်းစဉ်းစားမှဖြစ်ပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရည်တည်ချက်ကိုအလေးထားတယ်လို့လည်းသူကပြောပါတယ်။တူရကီနိုင်ငံအစ္စတန်ဘူးမြို့မှာ ရုရှားနဲ့ယူကရိန်းတို့ကြားတိုက်ရိုက်ဆိတ်ဆက်ညှိနှိုင်းမှုကိုမေလ15ရက်နေ့မှာပြန်ဆဖို့မော်စကိုမြို့တော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပူတင်ကအဆိုပြုခဲ့ပြီးဆွေးနွေးပွဲတွေအဆင်ပြေချုံးမွေ့စေရေးအတွက်ပံ့ပိုးကူညီဖို့တူရကီတမရတီယစ်အာတိုဂန်နဲ့မကြာမီဆွေးနွေးသွားမယ်လို့ပြောပါတယ်။အဲဒီနောက်ရုရှားတမရပူတင်ကမအားလာကိုဘာလို့တယောက်ချင်းမတွေ့တာလဲဆိုတဲ့တော်လန်ဘတ်တော်သားရဲ့တယောစာရေးသားထားမှုကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ရုရှားသမ္မတပူတင်ကမအားလာကိုဘာလို့တယောက်ချင်းမတွေ့တာလဲ ရုရှားသမ္မတကြီးပူတင်ကမအေးလိုကိုအခမ်းအနားဖိတ်ပြီးတီးကြကြဘာလို့မတွေ့ဆုံတာလဲဆိုပြီးလာမေးကြလို့ပါစောက်ပူဟာဘောမတွေကိုဂျင်းထဲဖို့သူ request လုပ်ခဲ့တဲ့အတိုင်းတရုတ်သမ္မတနဲ့ခဏတဖြုတ်တီးကြတွေ့ဆုံခွင့်ရခဲ့တယ်သမ္မတကြီးခမညာငလင်တုံးကသမ္မတကြီးရဲ့ကိုညီပေးခဲ့မှုကိုကျေးဇူးအထူးတင်ပါတယ်နှစ်ကုံရင်လဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကြီးကိုကျွန်တော်လုပ်ပါမယ်လို့သမ္မတကြီးကိုအတိပေးခြင်းပါတယ် တမနာကြီးတို့ရဲ့အကျိုးစီးပွားနဲ့လုပ်ငန်းတွေကိုလည်းအပြည့်အဝတာဝန်ယူကာကွယ်ပေးပါမယ်လို့ကတိပေးပါတယ်တမနာကြီးခင်ဗျာတမနာကြီးအနေနဲ့အစဉ်ပြေတယ်ဆိုရင်ပတ်စံလေးနည်းနည်းလောက်တော့ချီးစီခြင်းပါတယ်လို့ငေကျွန်တကောင်ကအရှင်သခင်ကြီးတယောက်ကိုယိုကျိုးစွာပြောဆိုဆက်ဆံတဲ့အတိုင်းမင်းအောင်လိုင်ကရှီကျင်းဖင်ကြီးကိုကျိုးကျိုးနုံနုံနဲ့မျက်နှာချိုသွေးကပြောဆိုခဲ့ရရှာတယ်။အေးကြည်ကြတော့လောက်ကွာကုညီနိုင်တာဆိုရင်ငါကုညီပေးမယ်လို့ရှီကျင်းဖင်ကြီးကပြောခဲ့ပေမဲ့ပတ်စံချီးတဲ့ကိစ္စကိုတော့ အယူးကွက်နင်းပြီးမိခြင်းအောင် ဆောင်ကအပြေမပေးခဲ့ပါဘူးထူးခြားတာကရုရှားသမ္မတပူတင်ကြီးပါမအားလကို ရှေ့မှနေရာမပေးသလိုတီးခြားတွေးဆုံတာလည်းမလုပ်ခဲ့ပါဘူးဘာကြောင့်လဲနံပါတ်1အရင်တခါကလို့စာအုပ်လံဖတ်ပြပြီးကြွက်နဲ့နှိုင်းတာကိုမခံကျင်တော့လို့နံပါတ်2ပွဲထက်ဖို့ကိစ္စရုရှားကနေတကူတကဖိတ်ကြားခဲ့တာမဟုတ်ပဲသူ့ကိုဖိတ်ပေးဖို့မအားလကမြစ်တာရက်ခံတောင်းဆိုတဲ့အတွက်နောက်တစ်ခုကစီရေးပြတက်ဖွဲ့လွတ်ပေးပါဦးမယ်ဆိုလို့ အဲ့ဒါဆိုလဲဖိတ်ကွာဆိုပြီးလှုပ်လိုက်ရတာနံပါတ်3ပြည်သူရိတ်ကောက်ထားတာမဟုတ်တဲ့အာနာသိန်းစစ်ကောင်းဆောင်တယောက်ကိုရှီတန်းမှာနေရာမပေးဘဲနောက်ဆုံးခုံမှာထားထားတာသူ့နိုင်ငံကစစ်ဘိုလ်ချုပ်တွေမအားလာကိုအတူယူမှာကြောက်လို့နံပါတ်4အခုလိုအမတ်တရရက်ကြီးမှာမအားလာက တေချာပေါက်ပတ်စံချီးမှာကိုတိနေလို့နံပါတ်5စကက်ပြန်နဲ့ပြောနေရတာကြီးကိုပူတင်ဘက်ကဖီးမလာတော့လို့ဒါကြောင့်ပူတင်ကမအားလာကိုတယောက်ချင်းမတွေ့တော့တာအရှင်းဆုံးပြောရရင်ကွာ စောက်ချက်တည်းမရှိလို့ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ပါစေခင်ဗျာ။